ကဲနော် like ကဖြစ်သွားလို့ဒီကိုနောက်တစ်ခေါက်ပြန်လာခဲ့တယ်ဆိုတော့ဒီ like မှာနောက်ထပ်အချက်၈ချက်ကိုထပ်ပြီးတော့ share လုပ်ပေးမယ်နော်ပထမကျန်ခဲ့တဲ့အချက်၈ချက်ပေါ့နော်အဲ့တော့ကိုကျမ်းမြောက်ကပါလဲဆိုလို့ရှိရင်လူတွေကိုအထိတ်ပဲနဲ့ကိုကြောက်ရွံ့နေတာလားနော်ကိုတိတ်နေမဲ့ကြောက်ရွံ့နေတာလိုလိုနေကြောက်နေပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ကလေးကညီမကောင်းဖြစ်နေတာအဲ့တော့ကိုကဒီလူတွေကိုလိုလိုနေကြောက်နေပြီဆိုလို့ရှိရင်ကိုလုံးလို့ရတဲ့အရာတစ်ခုကပါလဲဆိုလို့ရှိရင် ီဟာဟာလူတော်တယောက်ဖြစ်တယ်နောက်တစ်ခုကဥမာရှိနေတဲ့ကောင်းတဲ့ချက်တွေကိုပုံပြန်ပြီးတော့မှနော်အဲ FE ပြန်ပြီးတော့မှဂုံပြုပေးခြင်းအဖြစ်ကိုကိုဂုံယူပေးခြင်းအဖြစ်လည်းဒီကြောက်စိတ်တွေကိုပျောက်စေတယ်နောက်တစ်ခုကလူကြောက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူနဲ့ကိုထပ်ခါထပ်ခါသွားတွေ့ပေါ့ထပ်ခါထပ်ခါသွားတွေ့တဲ့အခါမှာလည်းအဲ့ဒီလူကြောက်တယ်ဆိုတဲ့စိတ်တွေကိုပျောက်သွားစေမှာဖြစ်တယ်နော်အဲ့တော့ဒုတိယတစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်နော်အခြားသူတွေကိုလေးစားတာ မတို့ကိုကိုကိုလည်းလေးစားဖို့လိုအပ်တယ်ကိုမကြိုက်တဲ့အရာတွေကိုတစ်ခါတူကလာပြုတ်မှုတဲ့အခါမှာ no လို့ပြောတတ်ဖို့လိုအပ်တယ်အကယ်၍ကိုက no ပြောတတ်ဖို့စိတ်ထင်းအောင်မကြိုက်ပြီမဲ့လို့အောင့်ဤတီးခံနေရဆိုလို့ရှိရင်ဒါကိုရဲ့စိတ်ကမကျမ်းမာတာပဲဖြစ်တယ်ကိုရဲ့စိတ်ကလေးမကောင်းဖြစ်နေတာဖြစ်ဖြစ်တယ်ကိုကကိုမကြိုက်တဲ့အရာတွေကို no လို့ပြောပြခြင်းအဖြစ်ဒါကိုရဲ့စိတ်ကနေကောင်းနေတာဖြစ်တယ်နော်အဲ့တော့ကိုအငြင်းနဲ့ခေါင်းကုတ်ခံနေတာအငြင်းနဲ့တီးခံနေတာနော် အမြင်နဲ့ခေါင်းကိုခံနေတယ်ကိုမကြိုက်တာယူလဲခံနေတယ်ငုံခံနေတယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့စိတ်ကမိမကောင်းတော့အဲ့ဒါပြသဖို့လိုအပ်နေပြီနော်အာဆိုတော့တခြားသူကိုလည်းကို respect ပေးရမယ်လေးစားရမယ်ကိုကိုကိုလည်းလေးစားတန်ဖိုးထားရမယ်ဒါမှသာလို့ကိုယ့်စိတ်ကမိကောင်းတာဖြစ်တယ်နော်အဲ့တော့နံပါတ်3တတိယအချက်ကတော့ဗာလဲဆိုလို့ရှင်တော့ကြံနာတွေတွေ့လာတဲ့အခါမှာမူရင်းဆိုင်တာကြံနာတွေတွေ့လာတဲ့အခါမှာပြဿနာကြီးကိုနော်ဟိုလူပုံချဒီလူပုံချမဟုတ်ဖဲနဲ့ဒီပြဿနာကိုငါဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နီးလန်းမျိုးရှာတာဒီပြဿနာကိုနော်ဖြေရှင်းမဲ့ ဖြည့်ရှင်းရမယ့်နည်းလမ်းမျိုးရှာတယ်ပြီးရင်ဖြည့်ရှင်းတယ်ဒါဟာကိုယ့်ရဲ့စိတ်နေကောင်းတဲ့အခြေအနေလေးတစ်ခုတည်းဖြစ်တယ်နော်အဲ့တော့အဲ့လိုမဟုတ်ဘူးပြဿနာနဲ့တွေ့တဲ့အခါမှာအစ်စ်တွေလိုက်ပုံချနေရခင်စနစ်ကိုပုံချနေရအအခြားသူမျိုးသွားပုံချနေရနော်အသူ့ချောင်းငါချောင်းဆက်သဖြင့်ဟိုတာဝန်ယူဖို့တာဝန်ခံစိတ်မရှိဘူးဆိုလို့ရှိရင်လည်းဒီဟာကကိုယ့်ရဲ့စိတ်အမြင်မကောင်းတဲ့အခြေအနေတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့လို့နော်ကိုယ်ကပြဿနာတွေနဲ့ကြုံတွေ့တဲ့အခါမှာကိုဘယ်လိုမျိုးရင်ဆိုင်နေလဲနော်ကိုယ့်ရဲ့စိတ်ကနေကောင်းနေရဆိုတော့ ိုဒီပြဿနာကိုပြင်လဲအောင်ဖြေရှင်းပလိုက်နော်အဲ့တော့ငါလုံနိုင်ရဲဆိုတာကိုကိုတိတိုင်ငါလုံနိုင်တယ်ငါမှာစွမ်းအားတွေရှိတယ်ဘာမဆိုငါကြော်ဖြတ်နိုင်တယ်ငါမရရအောင်လုပ်မယ်ဆိုတော့နော်စိတ်နဲ့ကိုသွားကြည့်ကြည့်ပါဒါဆိုလို့ရှိရင်ဒီဟာအားလုံးကဆင်ပြေသွားလိမ့်မယ်နောက်နံပါတ်၄ရတော့ပါလဲဆိုလို့ရှိရင်ကျမ်းမာရေးတွေကိုနော်လိုရာချက်ပို့ပြီးတော့အရန် GPU ဆိုင်နေလားဒါမှမဟုတ် GPU ဆိုင်ခနဲ့နေနေလား GPU ဆိုင်နေတဲ့နေနေရဆိုလို့ရှိရင်စိတ်ကမနေမနေကောင်းနော်စိတ်မကျမ်းမာဘူးနော်ကိုယ့်ရဲ့စိတ်ကလေးက နေကောင်းလို့မှမဟုတ်ဘူးအဲ့တော့ကျမရင်းနဲ့ပတ်သက်ပြီးတော့ကိုကလိုလားထက်ပို့ပြီးတော့လည်းမဟုတ်ဘူးလိုအပ်တဲ့လောက်ကိုကို view စိုက်နေရယ်နော်စိုက်တဲ့စိုက်တဲ့တောင်ကိုစိုက်နေရယ်ဆိုလို့ရှိရင်လည်းဒါဟာကိုရဲ့စိတ်ကလေးကနေကောင်းနေတာပဲဖြစ်တယ်နော်အရင်ကြီး over မဟုတ်ဘူးဆိုရင်လည်းဒါကိုရဲ့စိတ်ကနေကောင်းနေတာပဲဖြစ်တယ်အဲနောက်ထပ်တစ်ချက်ကတော့ဗာလဲဆိုရင်ကိုကိုကိုခွင်လွတ်တတ်တာအဲ့တော့မမိုးတို့တွေကဘေးအားလိုလိုလဲခွင်လွတ်တတ်တယ်နော်တကယ်ချင်းပေါင်းတင်မိတ်ဆွေအမေအဖေညီကိုမောင်နှမစသဖြင့် ้าตะมี้ดิตะเบ้ดิด่าดิอารมณ์กูกูขึ้นละแต่เลยだเมลุกูกูกูรอขึ้นลุกโผอเมดิท่าเลยเออกูอะม้าลุกแค่ด่าเว้ยพี่พี่เนาะกูเอ่ออสิมเปียแก่ได้ยาดิเว้ยพี่พี่กูกูกูขึ้นลุกไปมากูกูขึ้นลุกไปจริงอาทิเนาะสึกกะลีก็ณีก้องณีดาဖြစ်တယ်เออกูมาเบลุอม้าฤกูจุ่นึนแค่เลยกูมาရှိနေရဲ့တနေ့တာကြုံခဲ့တဲ့ຢာတွေဒါမှမဟုတ်အတိတ်ကဖြစ်ခဲ့တဲ့ຢာတွေအကုန်လုံးကို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 ခွင့်လွှတ်ပေးပါခွင့်ပြုပေးပါလက်ခံပေးပါเนาะဒါဟာကိုယ့်ရဲ့စိတ်လေးနေကောင်းခြင်းပဲဖြစ်တယ် 你老百姓，等今天就打扫咋样啦？就过几天就打扫么样啦？喏，他说今天要发新鲜，我没去吧？我发新鲜，妈咪去完呢。来干啦，去来干？喏，他说你看这个家老板，来不是行？谁说的卡？谁多大他，的卡？呃，谁多的卡，玩的的卡，他有谁人去的啦？喏，啊，没比罗管，没也来，没比东也来没比多都还穿的，没比别比地方还便宜，是不是行？那谁干比不高呢？这个 阿拉五块钱表亲啊，表妹，哎 <music>，丁开亲啊，丁开妹，姑姑人伢来爱六百，表弟人嘞，他拍肚嘞，丁奥嫂妹，姑姑姑嘞爱六百，姑伯姑嘞，姑家，喏，是，谁住哪里？我那哪里？他他去哪里了？去家里演戏呢，是不是？他生意不搞呢，他去哪里做去的？做生意呢，不搞呢，他去哪里做去的？他再不咯，喏，姑家，过些生意不咋地咯，嗯？ ဒေါသဖြစ်တာပဲဖြစ်ဖြစ်ကြောက်စိတ်တွေဖြစ်နေတာပဲဖြစ်ဖြစ်ဝမ်းနေတာပဲဖြစ်ဖြစ်စသဖြင့်ဘလို့ကိစ္စရဲ့မျိုးတွေပဲဖြစ်ဖြစ်ကိုကဖြစ်ကြောမရှိဘူးလို့အပ်တယ်ဖြစ်ကြောမရှိဘူးဆိုလို့ရှင်တော့ကိုယ်စိတ်ကလေးကနေကောင်းနေတာပဲဖြစ်တယ်ဖြစ်ကြောရမ်းရှိနေပြီဆိုကိုယ်စိတ်ကနေမကောင်းတော့ဘူးဒါကုသဖို့လို့အပ်နေပြီနော်အဲဆိုတော့အဲနောက်ထပ်ခုနှစ်ချက်မြောက်ခုနှစ်ချက်ကမှပါလဲဆိုလို့ရှင်အလွယ်တကူကိုစိတ်တူတတ်လားအလွယ်တကူဒေါသထွက်တတ်လားအလွယ်တကူဝမ်းနွဲတတ်လားနော် ိတ်တို့ဆရာကိစ္စရကိုကိုကစိတ်တို့တာဒေါသဖြစ်ဆရာကိစ္စရတို့ကိုကဒေါသဖြစ်တာဝမ်းနေဆရာကိစ္စဖြစ်တို့ကိုကဝမ်းနေဝမ်းနေတာသာသဖြင့်ဒီလိုအရာတွေကပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေဖြစ်ပေမဲ့လို့အများရန်လို့လို့တတိရှိစိတ်တော့ပြီးတတိရှိစိတ်တို့ပြီးတတိရှိဝမ်းနေတတိရှိဒေါသထွက်ပြီးเนาะအဲ့လိုမျိုးဖြစ်နေမယ်เนาะလွယ်နေလဲဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ကလေးကနေမကောင်းတော့ဘူးအဲ့တော့အဲနေကောင်းကျင်တယ်ဆိုလို့ရှိရင်တော့ဖူတာပြီပေါ့เนาะစိတ်နဲ့ကိုယ့်ကကိုယ်လည်းစိတ်နဲ့ကုသလို့ရတယ် ြင်ဆင်ရင်းအကဲခံရင်းဆုံးဖြတ်ရင်းနဲ့အဲကိုကိုကိုပြန်ပြီးတော့မှတတိလေးကက်ပြီးတော့လဲကိုကူတာလို့ရတယ်နော်အဲ့တော့နောက်နဲ့နံပါတ်၄ချက်ကတော့ပါလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်နဲ့လာရောညီထွေစွာကိုနေတတ်တာပတ်ဝန်းကျင်နဲ့ဆိုပါဆိုအဲဘယ်လိုပြောပြရမလဲဘလိုလူနေလဲပဲလာလာကိုလာရောညီထွေစွာပေါင်းပြဆက်ဆံတတ်ခြင်းလာရောညီထွေစွာနေတတ်ခြင်းအဖြစ်လဲကိုရဲ့စိတ်ကလေးကနေကောင်းနေတာဖြစ်တယ်အဲ့တော့အခုမမပြောခဲ့သွားတဲ့နော်အချက်အခုနောက်ထပ်လိုက်မှာ ရှစ်ချက်ရှိတယ်။ရှေ့ရလိုက်မှာရှစ်ချက်ရှိရယ်။စုစုပေါင်း16ချက်ရှိရယ်။အဲ့ဒီ16ချက်မှာကိုကဘယ်အချက်တွေနဲ့ညှိနေလဲ။ဘယ်အချက်တွေမှာကိုလိုအပ်နေလဲနော်။ဘယ်အချက်တွေတော့ကိုဖြည့်ဖို့လိုအပ်လဲ။အကုန်လုံးဒီ16ချက်လုံးကိုကကန့်ညီနေပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်လေးကနေကောင်းနေပြီလေ။အဲဒီတချို့တွေကြတော့လေအကုန်လုံးနဲ့ကန့်ညီတယ်။မိုးဆိုလို့ရှိရင်တချို့အချက်လေးတွေရှိသေးတယ်။ နော်ဖြည့်ရမယ့်အရာတွေရှိသေးတယ်ဆိုတော့မိတ်ဆွေရောဘယ်လိုအချက်တွေရှိသေးလဲဆိုတော့ကိုမမမိုက်ခက်ပေးလို့ရတယ်ကိုဘယ်လိုမျိုးအချက်တွေကိုဖြည့်ရမလဲအဲ့အချက်တွေကိုကိုဘယ်လိုမျိုးဖြည့်ရမလဲဘယ်လိုနည်းလမ်းတွေသုံးပြီးတော့ဖြည့်ရမလဲဆိုတော့နည်းလမ်းတွေကိုမသိဘူးဆိုလို့ရှင်လဲကိုမမမိတ်ခက်လို့ရမေးလို့ရသလိုမျိုး Messenger မှာလည်းလာမေးလို့ရတယ်နော်ဆိုပါစို့ကျွန်တော်ကတော့ဘယ်အချက်မှလိုအပ်နေလဲကျမကတော့ဘယ်အချက်မှလိုအပ်နေလဲ အဲ့အချက်ကိုဖြေဖို့အတွက်ဘာတွေလုပ်တင်လဲဘလို့အရာတွေတင်တင်လဲဘလို့အရာတွေလေးတင်တင်လဲဘလို့မျိုးလုံးရမလဲဆိုတဲ့နီးလန်းတွေကိုကိုသိချင်တယ်ဆိုလို့ရှိရင်ကိုမမမေးခင်လို့ရတယ်မစီရပါတယ်လာရောက်မေးလို့ရတယ်အဲ့တော့ကိုရဲ့စိတ်ကလေးမေးကောင်းမကောင်းကိုဒီအချက်ရှစ်ချက်နဲ့ကိုစမ်းစစ်ကြည့်လို့ရပါတယ်နော်အကယ်၍မိတ်ဆွေကဒီအချက်ထဲမှာမှာ၁၆ချက်ထဲမှာမှာ၁၀ချက်လောက်ကနော်ကို့အတွက်ရလက်မကောင်းဆိုလို့ရှိရင်တော့ဟစ်မိုသရဖီကုထုံးကိုခံယူပါ နော် ဖီဘိုဒရဖီကိုတော့ခံယူလိုက်ခြင်းအဖြစ်အမြန်ဆုံးအလွယ်ကူဆုံးအထီးရောက်ဆုံးကုတာမှုဖြစ်သွားပါတယ်ဈေးတွေပါအဲညံနေပေါ့နော်ဆိုချင်တာကတော့ညံနေနော်ပတိစိတ် level မှာသွားပို့ပို့တာဖြစ်တဲ့အတွက်ဒီအခုမမပြောသွားတဲ့အချက်16ချက်ထဲမှာမှကိုကနော်10ချက်လောက်ထိကိုကိုညှိနေပြီဒါမှမဟုတ်ဒီမမပြောသွားတဲ့အခု16ချက်ထဲမှာကိုရဲ့ စိတ်ရဲ့အခြေအနေကိုကိုမကြိုက်ဘူးဆိုလို့ရှိရင်ခင်တို့ therapy ပူဖို့ခံယူလိုက်ပါဒါဆိုလို့ရှိရင်နေခြင်းညခြင်းတပတ်အတွင်းကိုရလာထွက်တယ်အခုမမတို့ရင်ခင်တို့ therapy ကုထုံးခံယူလိုက်တဲ့အခါမှာနော်သိချင်ပါတယ်တချဲတဲ့ပြန်ပြီးတော့အခုရှေ့ကလိုက်မှာပြောခဲ့တဲ့ချစ်ချက်ရှိတယ်အခုနောက်လိုက်မှာပြောတဲ့အချက်ရှိချက်ရှိတယ်အဲ့ဒီအချက်ရှိချက်ကိုမှကိုကနားထောင်ပြီးတော့မှဘယ်အချက်တွေတော့ကိုလိုအပ်နေလဲအဲ့လိုအပ်နေတဲ့အရာလေးတွေကိုเนาะလိုအပ်နေတဲ့အရာတွေအရင် မညာဘူးတစ်ချက်တစ်ချက်ဆိုလို့ရှင်တော့မီလန်ပေးလိုက်မယ်မမှုမှာလာမေးလို့ရတယ်လာပြီးတော့မေးလို့ရတယ်ကိုယ့်အကူပြင်ဆင်လိုက်လို့ရတယ်အကယ်၍မဟုတ်ဘူးအချက်တရားအရန်များနေပြီဆိုလို့ရှင်တော့ကုသမှုခံယူပါကုသမှုခံယူလိုက်တဲ့အခါချက်ချင်းเนาะရပ်ပိုင်းအတွင်းရလက်တွေရလာတယ်အဲ့တော့ရပ်ပိုင်းအတွင်းရလက်တွေရလာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဘဝမှာတိုးတက်တာတွေမြန်ဆန်လာမယ်ငွေရှားတာတွေလွယ်ကူလာမယ်เนาะ မြင်းမြန်ဆန်ဆန်ရလက်တွေထွက်လာမှာဖြစ်တယ်เนาะခုကဘာလဲဆိုရင်စိတ်ကလေးအေးချမ်းစွာနေနိုင်လာလိမ့်မယ်โอเคဟုတ်ပြီအဲ့တော့အကြိမ်ဟစ်မိုသီရပီကုသိုလ်ခံယူခြင်းလဲဆိုလို့ရှိရင် online ကနေကုသိုလ်ခံယူလို့လည်းရတယ်အပြင်မှာကုသိုလ်ခံယူလည်းရတယ်เนาะစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်း messenger မှာအသေးစိတ်ကိုမြင်းမြန်ဆုံးဆန်လို့ရတာဖြစ်တယ်ဆိုတော့ကိုကဒီအချက်တစ်ချက်နှစ်ချက်သေးပဲရှိတယ်အရင်ကြီးအော်မကျင်တတ်တာမျိုးမဟုတ်ဘူးဘယ်အချက်လေးတော့ပြင်ရမယ်ဆိုလို့ရှိရင်လည်းလာမေးပါဟိုအခမဲ့เนาะ ြောပြပေးပါမယ်ဟုတ်ပြီနော်အဲ့တော့ comment ထဲမှာပဲမိမိ messenger မှာပဲမိမိလာပြီးတော့မေးလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်မမိုးရိုးရဲ့စိတ်ကလေးကအင်ဂျင်နီမှသားနေပျော်ရွှင်နေမှသားနေဝင်ဝင်အတွက်ပဲဖြစ်ဖြစ် relationship ပဲဖြစ်ဖြစ်အလုပ်ကိုင်းအတွက်ပဲဖြစ်ဖြစ်ဘယ်လိုအလုံးမျိုးပဲဖြစ်ရနောက်ဆုံးတရားထိုင်တာကအစကိုယ့်ရဲ့စိတ်ကလေးပျော်ရွှင်နေမှအင်ဂျင်နီမှကြည်လင်နေမှသားလေကိုလိုချင်တဲ့ရလဒ်တွေကအမြန်ဆုံးရမှာဖြစ်တယ်။ဘဝကနေပြောင်းမှာဖြစ်တယ်။အခက်အခဲပြဿနာတွေကိုကိုကြည်လည်အောင် ဖြေရှင်းနိုင်မှာပဲဖြစ်တယ်။ ဲ့တော့အဆုံးထိကြည့်ပြီးသားရဲ့ပြောင်းရှင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်တတား